တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲမလုပ်ဝေးနိုင်ပါကအစိုးရအဖွဲ့ကောင်ဆောင်ရာထူးကနေနှုတ်ထွက်ရွယ်ရှိနေတဲ့သတင်းပဲဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုံးမပြီးနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့ရဲ့ဆွေရောက်ဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မိုဟာမက်ယူနက်စာယာဒူကလည်းနှုတ်ထွက်ပြရဖို့အတွက်များနေပါတယ် 2024ခုနှစ်ဩဂတ်စ်လတုန်းကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့စာရင်းစာနာပြမှုတွေကြောင်းဝန်ကြီးချုပ်အောင်ရှိရာစီနာအိန္ဒိယနိုင်ငံထွက်ပြေးသွားခဲ့ပြီးနောက်မှာမိုဟာမက်ယူနက်ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့စာနာပြမှုတွေဥဆောင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်တွေကြောင့်ရရဆိုးရွားဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့တာပါ။ အသက်84နှစ်အရွယ်ရှိဖြစ်တဲ့မိုဟာမက်ယူနယ်ဦးဆောင်တဲ့ရာရဲဆေးရဟာလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြီးခဲ့တဲ့နှစ်တွင်ကကြေညာပေးခဲ့ပေမဲ့လက်ရှိအချိန်မှာ2026ခုနှစ်ရောက်မှကျင်းပပေးဖို့အတွက်ပြောင်းလဲစီစဉ်လာတာကြောင့်နိုင်ငံရေးပါတီတွေနဲ့ကျောင်းသားကောင်းဆောင်တွေရဲ့ထောက်ခံမှုကြဆင်းလာရတွေနဲ့ကြုံတွေ့လာတာပါ ဒါအပြင်မင်္ဂလာဒေ့ရှ်နိုင်ငံတွေကနေမြန်မာနိုင်ငံရဲ့ခံပြီးနေတဲ့ကိုကုလသမဂ္ဂနဲ့နိုင်ငံတကာကကုညီထောက်ပံ့မှုတွေပြုလုပ်မဲ့အစီအစဉ်တရက်ဖော်ဆောင်မှုတွေကြိုးပမ်းနေတာကြောင့်မင်္ဂလာဒေ့စစ်တပ်နဲ့ထိတိုက်တွေ့မှုတွေပါဖြစ်ပေါ်လာတာကြောင့်မိုဟာမက်ယူနက်ဟာယာဒူကနဲ့နှုတ်ထွက်ပေါ်ရပွဲရှိနေတာပါဒီသတင်းကိုတော့ညင်းကြံဝါပေးပို့လာပါ thank you